ရခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျွန်တော်တို့တူတူကစင်ကျင်ဖို့အတွက်ကောင်းစဉ်ကတော့တက်ဆွမ်းနိုင်သောခွန်အားဆိုတဲ့ကောင်းစဉ်လေးနဲ့တူတူကစင်ကျင်ဖို့အတွက်ဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်အာဟီချိုးနေပါဗောနော်ဒီညနေပိုင်းချိုးနေတဲ့အချိန်မှာကျွန်တော်စနေတရားချင်းဆိုဆိုခရစ်တော် night crypto theme မှာ မဖြစ်နိုင်တဲ့အရာမရှိဘူးနော်တဆွမ်းနိုင်တယ်ဆိုတဲ့အရာလေးဆိုတော့ကျွန်တော်စဉ်းစားတယ်ဟိုချိုးနေရင်းနဲ့စင်ကျင်ပြတ်တာပေါ့သူကလည်းအဲ့ဒါလေးကိုချီးမွမ်းနေတာဖြစ်တယ်ဆိုတော့ဆိုတော့ဗါလဲဆိုလို့ချင်းဘေးအခြေအနေကိုတွားပြီးတော့တတိရလိုက်မယ်လဲဆိုလို့ချင်းဟိုအရင်ကနော်တက်တာအောင်ပြန်ပြီးတော့မှအာစင်ကျင်မိတယ်ဗါလဲဆိုလို့ချင်းဟို အဲ့တုန်းကကျွန်တော်တို့မပြည့်စုံတဲ့အခြေအနေပေါ့နော်မပြည့်စုံတဲ့အခြေအနေမှာအာဖျက်တမ်းလာတဲ့ဘဝကိုစင်စင်ကြင်မိတာပေါ့တော့ပြန်စဉ်းစားကြည့်တော့အဲ့ဒီအတွက်ကိုအဲ့ဒီမပြည့်စုံခဲ့တဲ့အခြေအနေအတွက်ကိုအာနောင်တရလားဆိုမရခဲ့ဘူးဗျဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲ့ဒီတုန်းကဥမာ ဟိုအိမ်မှာလိုအပ်ချက်ရှိပြီဆိုလို့ရှိရင်ဟိုဖះစီမှာပဲဆူတောင်းတာပြီးတော့မှဟိုယုံတာပေါ့ဘုရားသခင်ကိုယုံတဲ့စိတ်ခါကြည့်လို့ရှိရင်အဒီဒီအချိန်ကြီးကနေအဲ့ကိုလမ်းပြန်ကြည့်လိုက်လို့ရှိရင်အဲ့တော့ဘာမှမဟုတ်တဲ့အခုချိန်နဲ့ကြည့်လိုက်လို့ရှိရင်ဘာမှမဟုတ်တဲ့ပုံစံမျိုးဒါပေမဲ့အဲ့ဒီဒုံးကအဲ့ဒီကိုလိုအပ်တဲ့အရာကိုဆူတောင်းခဲ့ရတဲ့အရာအရင် ဟိုကုတကြီးမားတယ်ဖြစ်နိုင်ပါမလားဆိုတဲ့အနေထားမျိုးဖြစ်နေတာအဲ့လိုမျိုးဆိုတော့အဲ့ဒီအချိန်ခါတုန်းကဘာဖြစ်လဲဆိုလို့ရှိရင်တရားစုတောင်းတော့အာရပါမလားပေါ့နော်အဲအဲ့လိုမျိုးပုံစံမျိုးဖြစ်ဟိုတန်တရားဖြစ်တာတော့မဟုတ်အဲ့ဒါကိုစုတောင်းပြီးတော့မှဘုရားသခင်ဒီမှာအာရလာတာဒါမျိုးတွေရှိတာဟိုရလာတဲ့အခါမှာအာဒါတိကြတယ်ဘုရားသခင်ပေးတာဆိုတာဝမ်းသာတယ်အဲထဲမှာအဲ မဖြားနာတယ်ဆိုလို့ရှိရင်လည်းဟိုစီကန်းသွားဖို့မတက်နိုင်တာလည်းရှိခဲ့တယ်လေနော်ဟိုအဲ့လိုမျိုးပေါ့စားဖို့နေရေးအတွက်ကိုပဲဒီလိုမျိုးသွားရတဲ့အခါမှာဆိုအချို့အချိန်တွေမှာကျတော့ဘုရားခင်ဆွတ်တောင်းနေဘုရားခင်ဒါကိုတတ်တရားတော်ခွင့်ကိုပေးပါဆိုတော့ဆိုဘုရားခင်ကအပြင်းစင်ပြီးတယ်ကျမ်းမာရတဲ့ခွင့်လေခါကြီးက ကိုလုံးဝမဖြစ်နိုင်တော့တဲ့အချိန်မှာစီကန်းသွားရတာတဲ့အဲ့လိုမျိုးပေါ့ဟိုစီကန်းကအခမဲ့ကုပီးတဲ့ပုံစံမျိုးစီကန်းမှာလေဟိုသွားလို့ရတယ်လမ်းကြောင်းလေးတွေပွင့်ရင်သွားတယ်အဲ့လိုပုံစံမျိုးတွေဖြတ်ခင်မာစားတာခံအဲ့ဒါအဲ့ချိန်မှာဘာပဲမြင်လိုက်လဲဆိုလို့ရှိရင်အသေးကြတယ်ဒါဖြတ်ခင်ငါ့ကိုပြင်ဆင်ပေးတာဆိုရယ်ဟိုဖျားသခင်ကိုတခုခုဖြစ်တာနဲ့ဖျားသခင်ကိုဦးစားပေးတဲ့ပုံစံမျိုးအာတခုခုဖြစ်တာနဲ့ဖျားစီရပဲတောင်းတယ် ပြောမှခုနပြောသလိုပေါ့ဒါအဲ့ဒီတော့အဲ့ဒီကိုယ့်ရဲ့အခြေအနေကဒါကြီးကဖြစ်နိုင်ပါမလားဆိုပြီးတော့မှဖြစ်နေတဲ့အရာကိုဘုရားသခင်ကတောင်းတဲ့အခါမှာတကယ်ဖြစ်လာတဲ့အရာတွေပေါ့အဲဒါကငါဖျားသားသမီးမို့လို့ခရစ်တော်၌ရှိလို့ဆိုတဲ့အရာပေါ့နော်အဲ့ဒီအရာတွေရခဲ့တယ်ဆိုတော့အခုကျတော့နည်းနည်းလေးဘုရားသခင်ကအာခုနပြောသလိုပေါ့နည်းနည်းလေးပြည့်စုံလာတဲ့အခြေအနေမျိုးပေါ့နော်အာပြီးလာတယ်ဆိုတော့အဲ့ဒီအခါမှာတခုခုဆိုလို့ရှိရင် ဘာပဲစဉ်းစားမိလဲဆိုပြီးဥမာနေမကောင်းဘူးဆိုလို့ရှိရင်အာအစီတောက်လိုက်မယ်ဟိုကျွန်တော်စီတောက်တာကိုတားမြစ်တာမဟုတ်ပါဘူးဒါပေမဲ့ဟိုတစ်ချိန်လုံးကကြတော့အဲ့လိုစေးဝေဖို့စီတောက်ဖို့အတွက်တောင်းမှမတက်နိုင်အောင် ဖြစ်တာလေအဲ့တော့တော့ဘုရားသခင်အာကူတဲ့အခါမှာအဆင်ပြေတယ်ပြီးတော့မှအမီဖီအတွက်ကိုလည်းဝုံမဖြစ်စီစဉ်ဘူးပေါ့နော်အဲ့လိုမျိုးသွားရတဲ့ကိစ္စမျိုးတွေဖြစ်တာဆိုတော့အခုဒီ ီဘက်ကိုနည်းနည်းပြည့်စုံလာတဲ့အပိုင်းရောက်လာတဲ့အခါကျတော့တခုခုဆိုလို့ရှိရင်အာကို့မှာရှိတဲ့ငွေကြီးနဲ့ဖြည့်ရှင်းလိုက်မယ်အဲ့လိုမျိုးဖြစ်လာတာအတခုဆိုအာစီကံသွားလိုက်မယ်ဒါလည်းလိုအပ်ပါတယ်နော်ဒါပေမဲ့ကျွန်တော်အဲ့နှစ်ခုကိုချိန်လိုက်တာပေါ့အဲ့ဒီဒုံကငါဖျားသခင်ကိုအာကိုပြီးတော့မှသွားတဲ့အသက်တာနဲ့အခုအချိန်မှာဖျားကိုယုံပြီးတော့မှသွားတဲ့အသက်တာမှာ so who ြံခဲ့တဲ့အသက်တာလေးကပို့ပြီးတော့ဖះပုံမှာလေးလေးနက်နက်ပို့ရှိနေလားပေါ့နော်။အဲဒါဆိုလို့ရှိရင်အဲအခုလိုအချိန်မှာဆိုတခုခုဆိုလို့ရှိရင်အဲငါ့မှာဘယ်လောက်ရှိလဲဆိုတဲ့ဥစ္စာနဲ့ဟိုကတွက်ချက်ချင်းနဲ့ပုံစံမျိုးဖြစ်လာတယ်။ဒါဆိုလို့ရှိရင်ဒါမဟုတ်ရအောင်။ဆိုတော့ကျွန်တော်တို့လောကမှာကြုံတွေ့နေရတဲ့အရာအားလုံးကဖះသခင်ရဲ့ထင်းချုံမှုအောက်မှာခရစ်တော်ထဲမှာရှိတဲ့အတွက်ဖះသခင်ရဲ့ထင်းချုံမှုအောက်မှာရှိနေတယ်။ အဲ့ခါမှာဖယားကပဲကျွန်တော်တို့အရာခက်သိမ်းကိုပြင်ဆင်ပြီးသွားမှာပြဿနာတွေခက်ခဲဒုက္ခတွေကြော်လွားလာရမယ်အနာတွေယောဂတွေဆိုမဖြစ်နိုင်တဲ့အခြေအနေတွေကြုံလာတဲ့အခါမှာဆိုတော့ဘလို့အခြေအနေမျိုးမှာစပြီးတော့မှကြုံတွေ့နေရပါစေကျွန်တော်တို့အရင်ဦးဆုံးဖယားကိုပဲမျက်မှောက်ပြုပြီးတော့မှဖယားသခင်စီမှာပဲဒူးထောက်ပြီးတော့မှလှုပ်ဆောင်ရမယ်အရာကိုပြန်ပြီးတော့မှစဉ်းစားဆင်ခြင်မိတယ် ဆိုတော့ဒါကြောင့်ဒီဖိလစ်ပိ43ပေါ့ဒါအားလုံးကျွန်တော်သိပါတယ်ငါကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အဖြစ်ထက်သိမ်းတော်မူရောတက်ဆွမ်းနိုင်နေဆိုတော့ကျွန်တော်ရင်ဆိုင်ရမယ့်အရာကျွန်တော်ဟိုကြုံတွေ့ရမယ့်အရာတွေအဲ့ဒီအတွက်ကိုကျွန်တော်တို့ပါလို့လဲဆိုလို့ရှိရင်ခွန်အားလို့အဲ့ဒီခွန်အားကတကယ်တော့ ျွန်တော်ရဲ့ပိုင်ဆိုင်တဲ့ငွေကြေးပေါ်မှာမူတည်တာမဟုတ်ကျွန်တော်ရဲ့ကြွေဝခြင်းပေါ်မှာမူတည်နေရမဟုတ်ကျွန်တော်တက်သိနားလေပါတယ်ဆိုတဲ့ပေါ်မှာမူတည်နေရမှာမဟုတ်အဲ့ဓာ ड़ी အကုန်လုံးကဘေးပေါ်မှာပဲမူတည်ရမယ်ဆိုလို့ရှိရင်ငါ့ကိုခွန်အားနဲ့ပြည့်စုံစေတာခရစ်တော်ကျွန်တော်နဲ့အတူတူရှိနေတဲ့ခရစ်တော်ကခတ်သိမ်းသော အရာကိုထိမ့်ချုပ်ထားတယ်။ငါငါ့ရဲ့အသက်တာလည်းခရစ်တော်ရဲ့ထိမ့်ချုပ်မှုအောက်မှာပဲရှိနေတဲ့အတွက်ဘာပဲလုပ်ရမယ်ဆိုရင်အဲ့ဒီခရစ်တော်ကိုပဲကျွန်တော်ကမျက်မှောက်ပြုပါ။အဲ့ဒီခရစ်တော်ကိုပဲကျွန်တော်တို့ကပြန်ပြီးတော့မှအာကိုးစားရမယ်အသက်တာမျိုးဖြစ်နေရမှာ။ဒါကြောင့်ကျွန်တော်တို့ရင်ဆိုင်ဖို့အတွက်ကျွန်တော်တို့ပေးမယ်ခွန်အားဒီကျွန်တော်နဲ့အတူရှိနေတဲ့ခရစ်တော်ကြီးကနေပဲရှိလာမှာ။အဲ့ခါမှာ ဟိုခုနကပြောစိတ်ခွန်အားရှိလိုအပ်မယ်ပြီးတော့မှရင်ဆိုင်နိုင်တဲ့ဒီခန္ဓာကိုယ်ပိုင်းဆိုင်ရာခွန်အားလည်းဒါနဲ့ပဲလိုအပ်တယ်ဆိုတာတွေ့ရတယ်။ဘာကြောင့်ကျွန်တော်ဒါကိုပြောလဲဆိုလို့ရှိရင်ကျွန်တော်တော်တော်နေမကောင်းဖြစ်ခဲ့တဲ့အချိန်ကာလရှိခဲ့ဘူး။အာခြားဝင်ရတဲ့နေရာတွေမှာလည်းကျွန်တော်ပြောပါရတာဆိုလူကယူနဲ့အရေးပဲကျန်တော့တဲ့အခြေအနေမျိုးဖြစ်နေတယ်။အဲ့ဒီအခြေအနေမှာဘာလုပ်ရလဲဆိုလို့ရှိရင် ိုလူကဒီဘယ်လိုမလဲအဆုံးပိုင်းကိုပဲရောက်နေပြီပတ်ဝန်းကျင်မှာရှိနေတဲ့သူတွေကလည်းအဆုံးပိုင်းပဲရောက်နေတဲ့ပုံစံမျိုးဖြစ်နေတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်အတိတဲမှာတခုရောက်လာတာရှိတယ်အာဆူတောင်းပြီးနေရတဲ့သူတွေအများကြီးရှိတယ်လာပြီးဆူတောင်းပြီးတဲ့ဆရာသမားတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဒီအတိတဲမှာအလင်းပေးပြီးတော့မှအထက်တွန်းအားဖြစ်လာစီတယ် ဒီလိုအခရစ်တော်ပဲဆိုကျွန်တော်ခုစင်ကျင်မိကျွန်တော်ထင်ရနေပြီမှာမစားနိုင်တော့လက်စမ်းမှာတောက်လျှောက်နာရီပဲပြီးတော့ရီပဲတောက်နေရတာနှစ်လသုံးလလောက်တော့ဖြစ်နေပြီဆိုတော့ဘိုက်တန်မှာဘာအစားမှမရှိဘူးခွန်အားတော်တော်ရော့နေတဲ့အခြေအနေမျိုးဖြစ်နေအယိုးရီပဲကျွန်တော်အဲ့အချိန်မှာအထင်းရနေပြီးတော့မှတွန်းအားရှိရဆိုတော့ဘာလဲဆိုလို့ရှိရင်အဲ့လိုပေါ့ ငါအခုချိန်တည်သွားရင်တည်ကြရဲကေတင်ချင်းတော့ရမယ်ဒါပေမဲ့ကောင်းခင်ဒီခရစ်တော်ရဲ့တရားပြင်ဆိုတော့ကျွန်တော်တည်တယ်ဆိုအဲ့ဒီမှာငါဘာမှမလုဆောင်ရသေးဘူးတောင်းဝန်မကြည့်သေးဘူးလို့ခံစားရတဲ့ချိန်မှာကျွန်တော်အဲ့ဒါတော့ဆူတောင်းပြတာဖက်ခင်ကျွန်တော်ဒီတိုင်းကြီးတော့ပြန်လာပြရစင်းနေကျွန်တော်ပြောတာဆူတောင်းတာထတော့မထိုင်နိုင်ဘူးလေချောင်းနဲ့တအားဆိုးနေအချိန်မှာ ဆိုတော့ဒါမဲ့အဲ့အသည့်လေးတခုကအထင်းရနေဝင်လာပြီးတော့မှစားရမယ်ဆိုတဲ့အသည့်တခုကလာတကယ်တော့မစားနိုင်ဘူးဇက်ထဲမှာလည်းအနာရရှိရဲဆိုတော့အဲ့မနဲ့မိုးလင်းတော့အမိုးဒါအာစိတ်ထဲမှာပေါ်လာတာဒီပန်းကိုပြီးလေးနဲ့ပြီးတော့ကြက်ဥလေးကြုံမယ်ပေါ့နော်အဲ့ဒါလေးရဲ့နောက်တော့ကြက်သားကြက်ပောင်လေးအဲ့ဒါကြော်တာစားခြင်းနဲ့အထင်းမှာဖြစ်လာတာ အစာစကြီးတယ်ဒါပေမဲ့မစားနိုင်တာဖြစ်နေတယ်အဲ့အိမ်ကြီးပါအစားရမယ်ခုနပြောတဲ့အထက်ကခွန်အားပေါ့တွန်းအားတစ်ခုခွန်အားတစ်ခုဖြစ်လာတယ်ဒါတန်ရှင်သောဝိညာဉ်တော်လှုပ်ဆောင်နေဆိုတော့နားလေတယ်ဒါနဲ့အမိုးကိုပြောတော့အမိုးအဲ့ဒါလေးလှုပ်ပေးတဲ့အခါမှာကျွန်တော်စပြီးတော့စားတယ်နားတယ်ထဲမှာဒါပေမဲ့စားစားစားဝါဝါဝါဆိုကျွန်တော်သွားရည်တူတူဝါတဲ့ပုံစံမျိုးတော့ဖြစ်လာတယ်ဝါဝါဝါဝိုင်းနဲ့မြုပ်ချလိုက်တလုံးအဲ့ဒီအနေစားတာပါ နောက်တစ်ခါဆိုတော့ကျွန်တော်သိပါရခိုင်မုတ်တီတောက်တဲ့ပကံလေးပေါ့နော်ခုအရင်တော့တောက်တဲ့ပကံအဲ့ဒီပကံမျိုးလေးနဲ့စပြီးတော့မှစားလိုက်တာထမင်းနည်းနည်းလေးနဲ့ခုနပြောတဲ့ဒီအာအကိုကြီးပန်းခွင့်ကြော်လေးပြီးတော့မှကြက်ပောင်းအဲ့ဒါကိုစားပြီးတော့မှစားပြီးတော့မှနောက်ပိုင်းစားလာတော့တာဒါကိုရှောက်ဒါကိုရှောက်ဒါကိုရှောက်စားလာတော့တကယ်တော့ခုနပြောလို့ဒီအခြေအနေကြီးကိုရင်ဆိုင်ဖို့တွန်းလှန်ဖို့ခွန်အားက အသေးမှရှိနေတဲ့ခရစ်တော်ဆိုတဲ့ဝိညာဉ်တော်အဖြစ်ကျွန်တော်တို့ယဉ်ဆိုင်ဖို့အတွက်ဖြစ်တယ်ဆိုတော့တွေ့ရတယ်။ဆိုတော့မဖြစ်နိုင်တော့အဲအဲ့ဒီအချိန်မှာလူတွေကလည်းကျွန်တော်ကိုအာခုနပြောသလိုပေါ့ဟိုတိတ်ပြီးတော့မှအချိန်မကောင်းတော့တဲ့ပုံစံမျိုးပဲတကယ်လေလူဖြစ်နေတာဒါသူတို့ရဲ့ပြုမှုပေါ့ဒါပေမဲ့အဲ့ဒီအချိန်တွေကနေမှဘုရားသခင်ကကျွန်တော်ကိုပြန်ပြီးတော့မှလွတ်မြောက်လာစေတယ်ဟိုစေဝါအကူကြီးလည်းပါပါတယ်နော်ဒါပေမဲ့လူရဲ့အထင်းမှာ ဖြစ်လာတဲ့ဖြစ်ပေါ်လာတဲ့ခုံကဆက်အသက်ရှင်ရမယ်ဆိုတဲ့ခုံကဖျားပေးလို့ပြီးတော့မှအဲ့ဒီကနေမှစပြီးတော့မှဟိုအသက်တာတွေမှာဖျားနဲ့သွားတာပေါ့နော်အဲ့ဒါမတိုင်ခင်ကလေစပြီးဖျားနဲ့သွားနေပါပြီဖျားနဲ့သွားတဲ့အခါမှာဆိုတော့ခုနကပြောလို့ပေါ့စောင်းဝနေရေးအတွက်ကိုပဲရုန်းကန်နေရတဲ့အခါတခုခုဆိုလို့ရှိရင်လိုအပ်ချက်တွေရှိလာတဲ့အခါမှာဖျားဟုတ်ပဲအာကိုးခြင်းနဲ့သွားရတာအဖြစ်နိုင်ပါမလားကို့အတွေးတွေမှာဖြစ်နိုင်ပါမလားဒါပေမဲ့မဖြစ်နိုင်ဘူးလို့တွေးရပါမယ် ကျွန်တော်ဆုတောင်းတဲ့အခါမှာဘုရားသခင်ဒီဥစ္စာကိုဖြစ်နိုင်တဲ့အခြေအနေကိုပြီးလာတယ်။နှုတ်ဘက်တော်အဲ့ဒါအဲ့ဒါလေးကိုကျွန်တော်ပြန်သတိရမိတာပေါ့။ငါ့ကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အဖြစ်ခတ်သိမ်းသောအမှုရာကိုတဆွမ်းနိုင်တယ်ဆိုတဲ့ဥစ္စာလေးကိုဆင်ခြင်မိတယ်ပေါ့။ပြီးတော့ဇနီးတွေကိုလည်းပြောပြောတာပေါ့။ကျွန်တော်သူ့အသားလေးလို့ခေါ်တာလေးဆိုနေတာခွန်အားရတယ်။အဲ့လိုမျိုးပေါ့နော်ပြောတော့မဟုတ်ဘူးသူ့ထဲမှာလည်းရှိတယ်တဲ့။ သူတွေ့မှလည်းရှိရယ်ဆိုသူကလေတက်တည်ပြန်ခံဒါကျွန်တော်လေးနည်းနည်းဒါလေးကိုဆက်ပြီးတော့မှဝင်ငှခြင်းတယ်ဆိုသူ့သေးမှာရောအဲ့လိုမျိုးပေါ့စိတ်ပိုင်းဆိုင်ရမှာအဲ့လိုမျိုးသူ့ကိုယ်သူ changes လုပ်လို့မရဘူးဆိုတဲ့အရာမျိုးထင်ရတယ်ဘာလို့ဒီစိတ်ကြီးတခုဝင်နေတယ်အဲ့စိတ်ကသူ့ကိုစိတ်ပျက်စီးတယ်ဝမ်းနည်းစီတယ်အဲ့လိုမျိုးပေါ့နော်ရှေ့ဆက်ဖို့အတွက်အာအာမရှိတော့တဲ့အနေအထားမျိုးဖြစ်နေတယ်ဆိုတော့ဒါကြီးက ဒီလိုပဲသွားနေတော့မှာလားသူ့ရဲ့အထင်းမှာဆိုကျွန်တော်လည်းခံစားဖို့ရတာမျိုးဆိုတော့ဘလို့လဲဆိုလို့ချင်းဟိုဆက်ပြီးတော့မှာအသက်ရှင်ခြင်းစိတ်မရှိတော့လောက်အောင်ကိုစိတ်ပြတ်ဖို့လေပြီးတော့ဟိုမရင်ဆိုင်ရင်တော့ပြီးတော့မှာမဆက်ဆံခြင်းတော့မမြင်ခြင်းတော့ဆိုတော့အဲ့လိုမျိုးပြီးတော့ဟန်ဆောင်ပြီးတော့မှာအသက်ရှင်နေရတဲ့အနေအထားမျိုးတွေဆိုအဲ့နာမျိုးကိုပြောခြင်းတာ ဆိုအဲ့ဒီအခြေအနေအဲ့ဒီစိတ်ပိုင်းဆိုင်ရာကြီးကိုအာဘလူးကြော်ဖြတ်ရမလဲပေါ့နောက်တော့ဖျက်သခင်ဟိုမိကွန်းထုတ်တဲ့အခါမှာအခုနသချင်းလေးကိုညီးနေတဲ့အခါမှာဆိုမဖြစ်နိုင်တဲ့အရာခရစ်တော်ထဲမှာမရှိဘူးတဘာဝလုံးဆိုတာကျွန်တော်ခုနပြောတဲ့အခုနကျွန်တော်ရဲ့ကျမ်းမာရေးဆိုတာကျွန်တော်ကိုယ်တိုင်ကြုံရတဲ့အရာဆိုတော့တဘာဝလုံးအခုနကျွန်တော်ဇနီးတင်နေပတ်သက်လာလို့ကျွန်တော်အတွင်းထဲမှာဖြစ်နေတဲ့ စိတ်တဘောဓာတ်တွေကျွန်တော်စိတ်ပြက်နေတဲ့အရာတွေခရစ်တော်အပြင်ဆိုလို့ရှိရင်လေခုနကပြောလို့ခွန်အားရှိရင်ဆိုင်လိုက်ဖို့တောက်ချင်းဖြစ်သွားဖို့အတွက်ဘုရားသခင်အထင်မှာလုပ်ပေးနိုင်တယ်အဲ့ဒါကလည်းတဘာဝလုံးဖြစ်ရတခုပဲဆိုတော့အတူအပြင်းနဲ့ကျွန်တော်ခွန်အားပြန်ရတယ်ပြန်ပြီးတိဆောက်ရတဲ့အခွင့်ရှိလာတယ်ဆိုတာတွေ့ရပါတယ်ဆိုတော့ဒီနေ့ကကျွန်တော်ဒါလေးကိုပဲဝင်ငါကျင်ပါတယ်ကျွန်တော်တယောက်ချင်းစီတိုင်းမှာလည်းဒီလိုအခြေအနေမျိုးတွေ ကြုံတွေ့နေရပါမယ်ဆိုတော့ခန္ဓာပဲခန္ဓာပိုင်းဆိုင်ရာဖြစ်ဖြစ်ဖြစ်ပြီးတော့မှစိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်အခြေအနေတွေကိုရင်ဆိုင်တဲ့အခါမှာအာဘယင်ဆိုင်ကျင်တဲ့အခြေအနေမျိုးတွေလားဒါမှမဟုတ်ရှင်လေခုနပြောတဲ့ခန္ဓာကိုယ်ပိုင်းနဲ့ပတ်သက်ပြီးတော့မှ struggle လုပ်ရတဲ့အပိုင်းတွေမှာမလုပ်ချင်တော့တာတွေလားဒါမျိုးတွေကျွန်မရင်နဲ့ပတ်သက်ပြီးတော့မှလူမှုရေအမျိုးမျိုးပေါ့လေကျွန်တော်အများကြီးရှိနေမှာဒီလိုခြေနေမျိုးမှာဒါပေမဲ့ ကျွန်တော်တို့အထဲမှာရှိနေတဲ့ခရစ်တော်အဖြစ်ကျွန်တော်တို့အဲ့ဒီအခြေအနေကိုယဉ်ဆိုင်နိုင်တဲ့ခွန်အားကျွန်တော်တို့ထဲမှာရှိပြီးသားပါအဲ့ဒီခရစ်တော်အဖြစ်ကျွန်တော်တို့ကခတ်သိမ်းတော်မူရအောင်တဆွမ်းနိုင်တယ်အဲ့ဒီယဉ်ဆိုင်နိုင်တဲ့ခွန်အားဒီကျွန်တော်ခရစ်တော်အဖြစ်ပဲဖြစ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုဝင်ကားခြင်းပါလေအားလုံးပေါ်မှာဖြတ်ခင်တိုက်ကောင်းကြည့်ပေးပါစေ